ီပိုင်နိုင်ငံမီလာမြို့ FEBC အတံလွင့်ဌာနမှတည်တည်အပ်တော်တမချမ်းအစီအစဉ်များကိုနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်။တောရစ်မြခင်ဗျာဝိပ္ပယအကျမ်းခန်းကြီး23အခန်းငယ်23ကနေအခန်းငယ်44အထိကို ဒီကနေ့တင်ပြတော်တမချန်းစီစဉ်မှာလည်လာမှာဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဝုပြူရာချန်းအခန်းကြီး23မှာပါဝင်တဲ့ပွဲတော်များအကြောင်းကိုလည်လာလာခဲ့တာဒီကနေ့အဖို့ဆိုရင်တဘိုးမှုတ်တဲ့ပွဲတော်အကြောင်းကိုရောက်ရှိလာပါပြီဝုပြူရာချန်းအခန်းကြီး23အငယ်23မှ25ကို စတင်ဖတ်ရှုကြည့်ကြရအောင်တဖန်မောရှိအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်ပတ္တမလအထမနေ၌တဘိုးမုတ်ပွဲဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုပ်နေကိုစောင့်ရကြမည်လောကီအလုတ်ကိုမလုတ်ရထာဝရဖျားအားမိဖြင့်ပြုသော ပူဇော်တက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏နေဆွဲကိုဆွဲဆွဲမြဲမြဲရှိစေခြင်းလို့ကျွန်တော်ထပ်ပြီးပြောပါမယ်ပတ္တမလပထမနေ့ရက်တည်းအခုလိုဆွဲဆွဲမြဲမြဲရှိစေခြင်းကတော့ပတ္တမလဟာအရေးကြီးတယ် ပွဲတော်၃ခုနဲ့တိုက်ဆိုင်နေတယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကိုရှေ့ဆက်ပြီးတော့ပုံမိုသဘောပေါက်လာရပါလေဦးမယ်။ပြီးတော့နောက်တနည်းအနေနဲ့ဒီအပိုင်းမှာဖော်ပြခြင်းနာကတော့ပတ်သက်ခါပွဲတော်အားဖြင့်ဘာသာရေးနှစ်ကိုစတင်ဖွင့်လှစ်တယ်။ဒီသဘောမှုတ်ပွဲအားဖြင့်ပြည်သူလူထုရဲ့နှစ်ကိုစတင်တယ်လို့ဆိုနိုင်မဲ့အကြောင်းပဲဖြစ်ပါတယ်။သဘောမှုတ်ခြင်းကိုပွဲတော်အနေနဲ့လုပ်ရတာဟာလေအလွန်နဲ့ဆိုင်တဲ့ဓမ္မအတိတ်ပဲကိုဆောင်းပါတယ်။ တောလေရာချမ်းအခန်းကြီး30ထဲမှာငွေတဘိုးနှလုံးကိုမှုတ်ပြီးတော့မှဣသရေလအမျိုးသားတို့တခါတည်းတက်ချီပြီးတော့တောတောင်ဒီမှာဆက်လက်ရှောက်လန်းရွေလျားရတယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်နိုင်ပါလိမ့်မယ်။ငွေတဘိုးခရာမှုတ်သံဟာခွန်းကြိမ်တိုင်တိုင်မှုတ်ပြီးမှ ပြည့်စုံတဲ့ခြိတက်ပွဲဖြစ်မြောက်တယ်လို့ကျွန်တော်တွေ့ထားပါတယ်။နှုတ်ကပတ်တော်ရဲ့ဏိကုံကျမ်းဖြစ်တဲ့ဗျာဒိတ်ကျမ်းမှာကြည့်လိုက်မယ်ဆိုရင်လေဒုက္ခခံစားရတက်ကာလာကြီးအတွင်းမှာ တဘိုးခုနှလုံးသုံးဆွဲမှုတ်ခဲ့တယ်ဆိုတာကိုတင်းမြင်ရပါလေဦးမေဟေရှာယအနာဂတိကျမ်းအခန်းကြီး29အငယ်73မှာထိုကာလ၌လေကြီးသောတဘိုးကိုမှုတ်ရလိမ့်မည်အာရှုရိပြည်၌ပျောက်သောသူအေဂုတ်ထုပြည်၌စွန့်ပစ်လျက်နေသောသူတို့သည် လာ၍ယေရုရှလင်မြို့တွင်တန်ရှင်းသောတောင်ပေါ်မှထာဝရဘုရားရှိတော်၌ဝတ်ပြု၍ကိုးကွယ်ကြလိမ့်မည်ဆိုတဲ့အနာဂတ်စကားတွေကို တွေ့ရပါလိမ့်မယ် ရှင်မသက်ခရစ်ဝင်ကျမ်းမှာခရစ်တော်ကိုတော်တိုင်ဗျာဒိတ်ပေးခဲ့တဲ့စကားသံကိုလည်းကြားနိုင်ပါလိမ့်မယ်။ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး24အငယ်31မှာဖြစ်ပါတယ်။နားဆင်ကြည့်ကြပါ။လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍တပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်သူတို့သည်ရွေးချယ်တော်မူသောသူတို့ကိုအရက်လေးမျက်နှာကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုယုံကြလက်တံအဲ့ဒီစကားသံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ တဘောမုတ်ချင်းပွဲတော်ဆိုတာဟာကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အောင်ပွဲခံ၍ကြွလာခြင်းတရားစီရင်ခြင်းကာလရဲ့အတိတ်ငမိတ်သာဖြစ်တဲ့အကြောင်းပြင်ပြလိုက်ပြရစီခင်ဗျာမိတ်ဆွေများခင်ဗျာအပြစ်ဖြေရှင်းရပွဲတော်နေ့ဖြစ်တဲ့ယွန်ကပူးလို့ခေါ်တဲ့ပွဲတော်အကြောင်းကိုအခုဆက်လက်နားထောင်ကြရအောင်ဝုပြုရာကျမ်းအခန်းကြီး23အငယ်26မှ32တပန်းထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကား ဟတမလတသမနေသည်လေအပြစ်ဖြေရနေဓမ္မစည်းဝေးခြင်းကိုပြုသောနေဖြစ်ချိုးကြံစွာကျင့်ရမည်ထာဝရဘုရားအားမိဖြင့်ပြုသောပူဇော်တကားကိုဆက်ကပ်ရမည်ထိုနေ့၌အဘယ်အလောက်ကိုမျှမလုပ်ရသင်တို့ဘုရားသခင်ထာဝရဘုရားရှိတော်၌ကိုအပြစ်ကိုဖြေခြင်းကို ပြုရသောနေဖြစ်ထိုနေ့၌ချိုးကြံစွာမကျင့်သောသူမီပီကမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ထိုနေ့၌အလောက်တစုံတစ်ခုကိုလုတ်သောသူမီပီကိုသူ၏အမျိုးမှငါပယ်ရှား ဖြက်စီးမည်အဘယ်အလောက်ကိုမှမလောက်ရတင်တို့နေရာအရရ၌တင်တို့အမျိုးအစဉ်အဆက်စောင့်ရသောပြည့်ညတ်တော်ဖြစ်သည်ထိုနေ့သည်ညင်ဝတ်စွာနေရသောနေ့ချိုးကြံစွာကျင့်ရသောနေ့ဖြစ်နဝမနေ့ညဦးမှစ၍နက်ဖြန်ညဦးတိုင်အောင်ဥပုပ်စောင့်ရမည်ဟုမိန့်တော်မူ၏ချိုးကြံစွာကျင့်ရသောနေ့တည်းချိုးကြံစွာကြင့်ရမယ်ဆိုတာကိုအထက်ထပ်ဖော်ပြတဲ့ကြမ်းဖြစ်တယ်။တခြားပွဲတော်တွေနဲ့တခုမှမတူဘူးဆိုတာ ဒီနေရာမှာအထူးသတိပြုထားကြရပါလိမ့်မယ်။စားသောက်ပျော်ရွှင်ရတဲ့ပွဲမဟုတ်ပါဘူး။ကျွန်တော်ခံယူချက်အတိုင်းဆိုရင် ကိုယ့်ရဲ့အပြစ်ကို အမှန်တကယ်ကိုသိနားလည်ခြင်းနဲ့အတူခွင့်လွှတ်အသနာခံရမှာပြီးပြီးပြင်းပြင်းဖြစ်စေဖို့နဲ့ခြေသောက်ပစိုးမွေဆွဲကျိုးပမာအသနာခံတောင်းဆိုကြရမယ်လို့ဖျားသခင်တောင်းဆိုလိုက်ခြင်းပဲလို့ခံယူမိပါတယ်။မှန်ကန်တဲ့နောင်တတရားဖြစ်ရမယ်။စိတ်လျှော့မန်လျှော့ဖြစ်ရမယ်။ ီအချိန်မှာတခြားဥပုပ်တဲ့ပို့ပြီးတော့တင်းကျက်တဲ့ပုံစံရှိတယ်။မဟာအလုံးမှမလုပ်ရဘူး။ငြိမ်ဖို့တိတ်ဆိတ်စွာ နေရမယ်ဆိုတာတွေကိုဖျားသခင်ကိုတော်တိုင်ပြတ်ထန်းလိုက်ပါလေ။ဝုပြည့်အကျမ်းအခန်းကြီး25အငယ်၈နဲ့9ကိုရောက်လာရင်တော့အဲ့ဒီအပြစ်ဖြေရှင်းရာပွဲတော်ဟာနှစ်90မြောက်တဲ့အချိန်တိုင်းမှာတဘိုးခရာမှုတ်ပြီးတော့ဆင်ရမယ်ဆိုတာကိုရုတ်တရက်အပြောင်းလဲကြီးအဖြစ်ပြောင်းလဲပြီးတွေ့မြင်ရပါလိမ့်မယ်။အဲ့ဒီအပြစ်ဖြေခြင်း အနည်း90တိုင်းမှာကျင်းပရတဲ့ယူဗီလာပွဲဟာပျော်ရွှင်စရာပွဲတစ်ခုဖြစ်သွားပြန်လေဝမ်းမြောက်ရွှင်လန်းခြင်း ဖြစ်သွားရပြန်တယ်ဆိုတာဟာအပြစ်တရားအတွက်ပေးဆက်ခြင်းပြုပြီးပြီဆိုတဲ့အတိတ်ပဲအပြစ်ပြေချိန်မှာဘလောက်အထိလူသားဟာစိတ်လက်ပေါ်ပါသွားတယ်ဝမ်းမြောက်စရာကောင်းတယ်ငြိမ်းချမ်းသွားတယ်ကြည်လင်ချမ်းမြေ့သွားရပြန်တယ်ဆိုတာကိုပေါ်ပြတဲ့ပွဲတော်ကြီးရဲ့သရုပ်ပဲဖြစ်ပါတယ်ဒါကိုယူမီလာပွဲတော်ကြီးလို့ခေါ်တယ် အပြစ်နဲ့မကင်းနိုင်လို့ငရဲလန်းကိုရှောက်သွားနေရတဲ့လူအပြစ်နဲ့မကင်းနိုင်လို့အိုခြင်း၊နာခြင်း၊သေခြင်းဘေးနဲ့ဘယ်လိုမှမဝေးကွာနိုင်တဲ့လူအဲ့ဒီလူသားတွေအဖို့အပြစ်မှလွတ်ကင်းခြင်းဟာအသက်တာမှာအရေးအကြီးဆုံးလိုအပ်ချက်ကြီးပဲတရှိုက်မဲ့မဲ့မျောလင့်တောင့်တနေရတဲ့အကြီးမားဆုံးစုကျေးစုကြီးပဲဒီအချက်ကိုဒီနေရာမှာအထူးစဉ်းစားနှလုံးသွင်းဖို့လိုအပ်တဲ့အကြောင်းဖော်ပြလိုပါတယ်တောင်းကြလို့တောင်းတင်ရမည် ရှာကြလော့ရှာလင်တွေ့မည်တကားကိုခောက်ကြလော့ခောက်လင်ဖွင့်မည်အဲ့ဒီလိုရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီးခုနှစ်ငယ်ခုနှစ်မှာ ခရစ်တော်ပြောခဲ့တဲ့စကားရှိပါတယ်ဖျားသခင်ပေးခဲ့တဲ့အကြံဉာဏ်ရှိပါတယ်ကျွန်တော်လူဘဝဟာဘယ်သူမှအပြစ်တုစရိုက်နဲ့မကင်းတဲ့အကြောင်းကိုသင်သိရသောသမာကျမ်းကဖော်ပြနေပါတယ်ကျွန်တော်ကလည်းအမြဲတမ်းသတိပေးနေပါတယ်ဒီအပြစ်ကလွန်ငင်းခွင့်အတွက်ကဲတင်ရှင်ကိုကျွန်တော်တို့မရှာသင့်ဘူးလားရှာဖွေသင့်ပါတယ် ဆုတောင်းဖို့ရောမသိဘူးလားသိပါတယ်ဆုတောင်းကြရမှာပေါ့အသင်းတော်တကားကိုရောမခောက်သိမ့်ဘူးလားခောက်သိမ့်ပါတယ်လောကမှာဘယ်သတိဘယ်မင်းဘယ်အာဏာပိုင်ဘယ်မှော်ဆရာဘယ်အစွန်းတကိုးရှင်ကမှမတက်နိုင်တဲ့ဆုကိုသူ့ပေးမယ်ယူရစွာထူးမယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းအပေါ်မှာဆုကျေးဇူးကိုပေးမယ်နောင်တနှလုံးသားပေါ်မှာကဲတင်ခြင်းစုကျေးဇူးတွေကိုသွန်လောင်းချပေးသနာပါလိမ့်မယ်။အဲတခုတော့ရှိလေ ကို့အပြစ်ရှိတယ်ဆိုတာကိုတော့မဟုတ်ဘူးလို့ပြောမညာနဲ့အပြစ်ဖြေရဝတ်ကိုပြုပြုတဲ့အခါမှာလဲဝတ်ပြုရကျမ်းမှာဘုရားသခင်မိတ်မှတယ်လို့ပြီးပြီးပြင်းပြင်းရှိရလိမ့်မယ်မဆက်ကဖះဖះယူရင် စိတ်ကပြားလဲရနေလို့မရဘူးလက်ကကာယကာယလို့လို့မရနိုင်ဘူးငြိမ်ဝတ်တဲ့နှလုံးသားလိုပါတယ်ချိုးကြံနှိမ့်ချခြင်း မရှိမဖြစ်လိုအပ်ပါတယ်အခုရောက်ရှိလာတာကတော့ပကဏီပွဲတော်ဆိုတဲ့ထူးခြားတဲ့ပွဲတော်တစ်ခုရဲ့အကြောင်းပဲဖြစ်ပါတယ် ဒါကိုဆက်လက်နားဆွင့်ကြပါအောင်စို့ဝုပြုရကျမ်းအခန်းကြီး23အငယ်33မှ36အဖန်မောရှေအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာသင်တို့သည်တတ္တမလ15ရက်နေ့မှစ၍ခုနှစ်ရက်ပတ်လုံးထာဝရဘုရားအဖို့ဖက်ကဏီပွဲကိုခံရကြမည်အထမနေ့၌ဓမ္မစည်းဝေးခြင်းကိုပြုရမည်အလုတ်ကိုမလုတ်ရခုနှစ်ရက်ပတ်လုံးထာဝရဘုရားအားမိဖြင့်ပြုသောပူဇော်သက်ကာကိုဆက်ကပ်ရမည် အထမနေ့၌လည်းဓမ္မစည်းဝေးခြင်းကို ပြု၍ထာဝရဘုရားအားမိဖြင့်ပြုသောပူဇော်တက်ကာကိုဆက်ကပ်ရမည်ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍လောကီအလုတ်ကိုမလုပ်ရသတ္တမလဟာပွဲတော်၃ခုရှိတဲ့လဖြစ်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရသည်ဟောအခုပက္ကနေပွဲတော်ဆိုတာဟာအပြည့်ဖြေရာပွဲတော်ရဲ့နောက်ပိုင်းမှာ ပွဲတော်တစ်ခုအဖြစ်ထပ်မံပေါ်ထွက်လာသည်ဒီပွဲတော်ရဲ့နာမည်ကပက္ကနေပွဲတော်ဆိုပြီးဖော်ပြတော့ရှုပ်နေတယ်လို့ရှိပါတယ် အမှန်ကတော့ကျွံဘွားကနေလွတ်မြောက်ခဲ့တဲ့သူတို့အဖို့တောမြိုင်ဂန္ဓာမှာလှဲ့လေသွားလာရင်သစ်ခဲနဲ့ထိုးတဲ့တဲကလေးတွေနဲ့နေခဲ့ရတဲ့အကြောင်းကိုအမြဲအောက်မေ့စေဖို့ပြုလုပ်ရတဲ့ပွဲတော်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ဒီအခြေခံအချက်နဲ့အတူဆက်လက်ပေါ်လွင်စေတဲ့အချက်ကတော့အပြစ်တရားဆိုတဲ့ဘဝအဖက်တာလမ်းခရီးမှာကျင်လေကျက်စားကြပြီးတဲ့နောက်အပြစ်တရားကလွကင်းချမ်းသာခြင်းနဲ့အတူဂရိသစ္စာတည်တဲ့မြေကိုဘုရားသခင်ခေါ်ဆောင်သွားတယ်။ ကွန်ခိုခွင့်ပေးတယ်ဆိုတာကိုတပါးကြီးစဉ်းစားနိုင်တဲ့အချက်ဖြစ်ပါတယ်။ဇာခရိအနာဂတ်ကျမ်းအခန်းကြီး7နှစ်အငယ်30မှာအခုလိုကျွန်တော်တို့လေ့လာတွေ့ရှိနိုင်ပါတယ်။ကျေးဇူးတော်ကိုခံသောသဘောစုတောင်းပတနာပြုသောသဘောကိုဒါဝိဒ်မင်းမျိုးယေရုရှလင်မြို့သားတို့အပေါ်သို့ငါသွန်းလောင်းသဖြင့်သူတို့သည်မိမိတို့ထိုးဖောက်သောငါကိုရှုမြင်ရကြလိမ့်မည်။တယောက်သီးသောသားအတွက်အဖသည်ငိုကြွေးမြည်တမ်းတဲ့ကဲ့သို့ ထိုသူအတွက်ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ဖာဥအတွက်အဖသည်나ကြီးတကယ်သို့나ကြီးရကြလိမ့်မည်။အဲ့ဒီလိုတွေ့ရပါတယ်။အဲ့ဒီဇာခရီအနာဂတ်ကျမ်းမှာပဲအခန်းကြီး73အစမှာဆိုပုံကတော့ထိုကာလ၌ဒါဝိဒ်မင်းမျိုးနှင့်ယေရုရှလင်မြို့သားတို့၏ဒုစရိုက်အညစ်အကြေးကိုစေကြောเสียရဖို့စမ်းရည်တွင်းသည်ပွင့်လျက်ရှိလိမ့်မည်ဆိုပြီးတွေ့ရခြင်းဖြစ်ပါတယ်။မိခါအနာဂတ်ကျမ်းအခန်းကြီး၄ အငယ်၃နဲ့၄မှာကြတော့ဘုရားသခင်ပြင်ဆင်ထားတဲ့ဂရိတော်မြေဆိုတာကိုအခုလိုအတိတ်ပဲပေါ်ဆောင်ပေါ်ညွှန်နေပါတယ်။တပီကိုတပီစစ်မတိုက်စစ်အတက်ကိုလည်းနောက်တဖန်မသင်ရကြ။လူအပေါင်းတို့သည်ကိုပိုင်သောစပစ်ပင်ကိုပိုင်သောသင်းမောသဖန်ပင်အောက်မှထိုင်ကြလိမ့်မည်။ကြောက်စေသောသူတယောက်မျှမရှိရ။ကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရား၏နှုတ်တော်တဲ့အမိန့်တော်ရှိ၏။မိတ်ဆွေများခမညာရှေးခေတ်ကာလဣသရေလလူမျိုးတော်ဟာ ကျွံဘဝကိုလွတ်မြောက်ပြီးတဲ့အချိန်ဂရိသစ္စာမြေကိုမရောက်ခင်အပြစ်ဂန္ဓာလို့တင်စားနိုင်တဲ့တောကြီးမြေမဲ့ဂန္ဓာရအတွင်မှာနှစ်40တောင်မှကျင်လည်ခဲ့ရပါတယ်ကိစ္စမရှိပါဘူးနောက်ဆုံးမှာတော့နို့နဲ့ပြားရီစီးစင်းတဲ့ခါနန်မြေကို သူတို့ဝင်စားခွင့်ဘုရားသခင်ပေးခဲ့ပါတယ်ဒါနဲ့မပြီးသေးပါဘူးလူသားရဲ့အပြစ်ဘဝဆိုတဲ့ခရီးရှည်ဟာအသက်တာတစ်ခုလုံးဖြစ်ပါတယ်ဒါပေမဲ့ဒါဟာလည်းကိစ္စမရှိသေးပါဘူး အဆုံးတနေ့မှာသာဝရအဖက်တီရှိရာကောင်းငင်နိုင်ငံတော်ကိုဖျားသခင်ထပ်ပြီးတော့ပေးပါလေဦးမယ်ဒီအချက်တွေကိုပရောဖက်ကြီးဇာခရိနဲ့ပရောဖက်ကြီးမိခါတို့ဟာသူတို့ရဲ့ယူပါယုံမှာတွေ့မြင်ရတဲ့အချက်များနဲ့သူတို့ရဲ့အနာဂတ်ကြံ့များကဒီတစ်ဆင့်ဖော်ပြနေပါတယ်လူသားတိုင်းဝิญဉ်မျက်စိနဲ့မြင်တွေ့ရတဲ့ဘမကျမ်းကပေးစွန်တော်ဘုရားသခင်ချထားတဲ့ပန်းတိုင်တို့ရဲ့ပုံရိပ်များဖြစ်ကြောင်းပြင်ပြလိုပါတယ်ခင်ဗျာ ဝုပြုရာကျမ်းအခန်းကြီး23အငယ်38 38ဤ၍ကထာဝရဘုရား၏ဥပုံနေထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါနသစ္စာဂရိနှင့်ဆိုင်သော ပူဇော်သက်ကအလိုလိုပြုသောပူဇော်သက်ကမှတပါးနေ့ရက်အသီးသီးတို့၌ထာဝရဘုရားအားမိဖြင့်ပြုသော ပူဇော်သက်ကမိရှို့ရာရစ်ဘောဇင်ပူဇော်သက်ကရစ်ပူဇော်ခြင်းသွန်လောင်းရာ ပူဇော်သက်ကပြုစေခြင်းကစီရင်ရသောဓမ္မစီဝေခြင်း ထာဝရဘုရားဤပွဲတော်များဖြစ်သည်။ရပြတ်ပါဝင်လာတဲ့အပိုင်းလို့ကျွန်တော်ဒီကျမ်းပိုင်းကိုယူဆပါရယ်။အနည်းငယ်မျက်စိလဲသွားစေတယ်လို့လည်းတူးချင်းယူဆနိုင်ပါရယ်။ဝုပြုရာကျမ်းဟာဝုပြုခြင်းနဲ့ဆိုင်တဲ့အချက်တွေကိုအစုံလင် ဖော်ပြတဲ့ကျမ်းကြီးတစ်စုဖြစ်ပါရယ်။အခုဖကီနီပွဲတော်ကိုနိဒန်းပြုတ်အပြီးမှာဝုပြုရာကျမ်းမှာလှုပ်ဆောင်ရတဲ့ဓမ္မစည်းဝေးတွေရစ်ပူဇော်ခြင်းတွေဥပုံနေများနဲ့ပွဲတော်များတို့တွေကို ဒီကျမ်းနဲ့စူပေါင်းပြီးတော့ထာဝရဘုရားအဖို့ပြုလုပ်ရမယ်ပွဲတော်တွေလို့အကုန်လုံးကိုခြုံငုံအနဲ့ဖွင့်လိုက်ပါတယ်။ထာဝရဘုရားအဖို့ပြုလုပ်တဲ့အရာတွေအကုန်လုံးဟာအလိုတော်နဲ့ညီညွတ်ရင်ထာဝရဘုရားနှစ်သက်မယ်စိတ်ကျေနပ်မယ်ကောင်းကြီးပေးမယ်။ဒီကောင်းကြီးမင်္ဂလာတွေအတွက်ရှေးခေတ်ပြည့်ညတ်တော်ကာလမှာလူမျိုးတော်ကိုရှေးခေတ်ပုံစံအတိုင်းရယူနိုင်ဖို့အတွက်ဘုရားသခင်ဟာသူ့အလိုတော်ရှိတဲ့ဝတ်ပြုခြင်းပုံစံများကိုချထားပေးပါတယ်။ ဒါကိုကျွန်တော်တို့မျက်ခြေပြတ်ခံလို့မရပါဘူး။ဝုပြုရာကျမ်းဟာဒီအချက်ကိုနားလည်ပြီးတော့အသေးစိတ်လေ့လာနှံ့ရင် ပမာကျမ်းစာတော်များအနက်မှာအရေးပါအရာရောက်ဆုံးကျမ်းကြီးတစုဖြစ်တွေ့ရမယ်ဆိုတာကိုလေဝုပြုရာကျမ်းရဲ့ဏ္ဍန်ပြောတဲ့အချိန်ကလေးကကျွန်တော်အလေးအနက်ဖော်ပြခဲ့ပြီးပါပြီ။မိစေတို့အပေါ်မှာဒီဝိညာဉ်ခွန်အားသစ်များရရှိနိုင်ကြပါစေလို့ကျွန်တော်မြေတာပို့သလိုက်ပါရစေ။ဝုပြုရာကျမ်းအခန်းကြီး23 အငယ်39မှ44အဆုံးအထိထိုမှတပါသင်တို့သည်မြေအသီးနှံကိုသိမ့်ယူသောနောက်ပတ္တမလ15ရက်နေ့မှစ၍ခုနှစ်ရက်ပတ်လုံးထားဝယ်ရဖျားအားပွဲခံရကြမည်အထမနေ့၌ဥပုပ်ဆောင်ရကြမည်ပထမနေ့၌ကောင်းမွန်သောသစ်သည်စွန်ပလွန်ကဲ့မိုးမခပင်အဆရှိသောအရွယ်များသောအပင်အကိုင်းအခက်တို့ကိုယူ၍သင်တို့၏ဖျားသခင်ထားဝယ်ရဖျားရှိတော်၌ခုနှစ်ရက်ပတ်လုံးရှင်လန်းခြင်းကိုပြုရကြမည် ထိုးပွဲတော်ကိုတနှစ်တနှစ်လျှင်ခုနှစ်ရက်ပတ်လုံးထားဝယ်ဖျားဖို့ခံရကြမည်။သင်တို့အမျိုးအစဉ်အဆက်စောင့်ဝါသောပြည့်ညတ်တော်ဖြစ်သည်။ထိုးပွဲတော်ကိုတတ္တမလ၌ခံရကြမည်။ဣသရေလအမျိုးသားတို့ကိုအဲဂုတ်ထုပြည်မှနှုတ်ဆောင်တော်အခါသစ်ခက်တဲ၌နေစေခြင်းအကြောင်းကိုသင်တို့အမျိုးအစဉ်အဆက်တို့သည်သိမှန်မည်အကြောင်းဣသရေလအမျိုးသားအပေါင်းတို့သည်သစ်ခက်တဲ၌ခုနှစ်ရက်ပတ်လုံးနေရကြမည်။ငါသည်ဖင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏။ မောရှေသည်လည်းထာဝရဘုရား၏ပွဲတော်များကိုဣသရေလအမျိုးသားတို့အားပြန်ကြားလေ၏ဒီတော့ကျွန်တော်ပြင်ပြစေရှိခဲ့တဲ့ဖက်ကနီပွဲတော်အကြောင်းကိုပြန်ပြီးတော့ဆက်လာပြန်ခြင်းလို့ဒီအပိုင်းရောက်တော့ဆုံးနိုင်ပြန်နေတောမြိုင်ဂန္ဓာယဒီဟူသောအပြစ်ဤခရီးလမ်းမှာကျင်လျရသောဣသရေလဘဲကြောင်ဘဲကလောင်မှာပဲရောက်ရောက်တဲကလေးတွေထိုးပြီးတော့မိသားစုလိုက်ရရသက်ခက်များနဲ့တဲထိုးပြီးအရိတ်ခိုလှုံရတဲ့ဣသရေလား တို့ရဲ့အဲ့ဒီလက်တွေ့ဘဝကိုနောင်ကာလသားစဉ်မြည်ဆက်မျိုးရိုးသမိုင်းမှာဘယ်တော့မှမမေ့ကြရဘူးဒီပွဲတော်ကိုဘုရားသခင်တောင်းဆိုခြင်းဖြစ်တယ်ဘုရားသခင်ဟာအမှန်တရားကိုမျက်နှိုးတယ်ရှင်ပြူတော့ကရွှေထီးဆောင်းရတာကိုပဲမက်မောရတဲ့လူရဲ့ဇယိုင်းနဲ့တခြားစီပဲဖြစ်တယ်တချိန်သောကာလအခုလိုပဲဖြစ်လို့နေထိုင်စားပောက်ခဲ့ရတယ်တဲကလေးတွေနဲ့ဘဝအသက်မွေးခဲ့ရတယ်ကွန်းခိုခဲ့ရတယ်ဆိုတဲ့အတိတ်သမိုင်းကြောင်းကို ဖားစင်မြေးဆက်ပျောထုံဖြစ်အောင်ဒီပွဲတော်ကိုကျင်းပရခြင်းပဲအရေးကြီးတဲ့ခြားနာချက်တစ်ခုကိုအခုဖတ်ကြည့်နေပွဲမှာယုံကပူသို့မဟုတ်အပြစ်ဖြေရာပွဲတော်နဲ့ရှင်ပြီးတော့မြင်နိုင်တဲ့အချက်ရှိတယ်ယုံကပူပွဲဆိုတာဟာသူ့ရဲ့အရင်ကျင်းပရတဲ့ပွဲတော်ဖြစ်တယ်ပျော်စရာမကောင်းတဲ့ပွဲအာမန်ဒီအကုန်လုံးကိုခွာချလိုက်ပြီးတော့ငြိမ်ဝှက်ရတယ်ချိုးချံရတယ်အပြစ်တွေအတွက်အသနာခံတောင်းပန်ခြင်းသဘောကိုဆောင်ရတယ်အခု သက်ကင်းနေပွဲကြတော့အဲ့ဒီလိုမဟုတ်တော့ဘူး။ရွှင်လန်းဝါမြောက်စွာဆောင်ရွက်ရတယ်။အဲ့ဒီသက်ကနေပွဲတော်ရဲ့ယတရပတ်မှာ အစအနေနဲ့အဆုံးအနေတွေမှာဓမ္မစည်းဝေးကျင်းပရမယ်။ဥပုပ်ဆောင်ကြရမယ်။ဒီဥပုပ်နေ့တွေအပါအဝင်ယတရပတ်တစ်ခုလုံးမှာညှိုးငယ်တဲ့အသွင်မျိုးမရှိကြရဘူး။ပြည့်ရွယ်များတဲ့အကိုင်းအခက်တွေနဲ့စိမ့်စိမ့်ဆူဆူမဖြစ်ဖြစ်အောင် ပြင်ဆင်ပြီးတော့ရွှေရွှင်ပြပြဝန်ပန်းတပါကျင်းပကြပါလို့ဖះသခင်အမိန့်ချလိုက်ပါတယ်။ ဖျားသခင်ဟာအပြစ်ဖြေရာယွန်ကပူးအချိန်တုန်းကဣသရေလတွေပြုတ်ခဲ့တဲ့ပွဲတော်ဘုတ်ကိုလက်ခံပြီးတော့အပြစ်လွတ်ခဲ့ပြီဝမ်းမြောက်ခြင်းကို တလက်ချပေးလိုက်ပြန်ပြီပေါ့လောလောဆယ်ဆယ်တောမြိုင်ဂန္ဓာယအလဲမှာတဲကလေးတွေကိုစီမှာအိတ်ခုန်နေကြရတယ်ဒါကိုသားစဉ်မြေးဆက်ဒီပွဲအားဖြင့်အမှတ်ရကြရလိမ့်မယ်အပြစ်နဲ့တူတဲ့ဂန္ဓာယမှန်တယ်ဒါပေမဲ့သစ္စာမြေကိုဥတီနေကြရတယ်ဆိုတာကိုယုံကြည်ကြရပြီမဟုတ်ဘူးလား အားငယ်စိုးရိမ်စရာအကြောင်းမရှိဘူးဆိုတာကိုသူတို့သိလာပြီမဟုတ်ဘူးလားစိတ်ပြက်စရာမလိုဘူးကျေးဇူးတော်ချီးမွမ်းကြရမယ်ဝမ်းမြောက်ဖွယ်သတင်းကိုဆက်လက်ပေးဆောင်သွားကြရမယ်အမွေပေးရမယ်ဆိုတဲ့ net ဆိုင်တဲ့သဘောတရားကိုဖက်ကင်နီပွဲတော်ဟာညွန်ပြနေလေရဲ့ဟေပြဲဩဝါဒစာအခန်းကြီး7မှာဖော်ပြတဲ့ဩဝါဒစကားတွေဟာဣသရေလလူမျိုးတော်နဲ့ယုံကြည်သူခရိယန်တို့ရဲ့ဘဝလမ်းကိုထိထိရောက်ရောက်ခြေမှုန့်ထားပါတယ် ဟေပြဲဩဝါဒစာအခန်းကြီး7ရဲ့ယုံကြည်ရဘဝလန်းအကြောင်းဖော်ပြချက်တွေကိုစူးစီးဖော်ပြရရင်ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည်ချီးမွမ်းတော်မူခြင်းကိုခံရကြ၏ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်ဂရိတော်နှင့်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲအဝေးကမျှော်မြင်လျက်စိတ်နှလုံးနှင့်ဖက်ရမ်းလျက် မိမိတို့သည်မြေကြီးပေါ်မှာတကြုံသူတနိုင်ငံသားအဲ့ဝေအာဂန္တုဖြစ်ပြီးကိုထင်ရှားစွာဝန်ခံလျက်ယုံကြည်ခြင်းစိတ်နှင့်ပေလွန်ကြ၏ထို့သောဝန်ခံသောသူတို့သည်မိမိတို့အဖပြည်ကိုရှာကြသည်ဟုအတိအလင်းပြောဆိုကြ၏ထိုသူတို့သည် အထက်ကထက်သွားသောပြည်ကို အောက်မေ့သည်မှန်လျင် ထိုပြည်သို့ပြန်ရသောအခွင့်ရှိကြ၏ထိုပြည်ကိုမအောက်မေ့ဘဲကောင်းကင်ပြည်သည်ဟုသောပါ၍မြတ်သောပြည်ကိုတောင်းတခြင်းရှိကြ၏ ထိုကြောင့်ဖျားသခင်သည်သူတို့ဖျားဟူ၍ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူသူတို့နေစရာဖို့မြို့ကိုတီထောင်တော်မူပြီးရှင်းလိမ့်မယ်ထင်ပါတယ်နော်လောကနဲ့သက်ဆိုင်တဲ့အသက်တာတဲ့ယုံကြည်သူဘိုးဘေးများမျှော်လင့်ခဲ့တဲ့အရာဟာကောင်းကင်နိုင်ငံတော်ဖြစ်ခဲ့တယ်။ထာဝရအသက်လမ်းဖြစ်ခဲ့တယ်။ဒီတရားကိုစောင့်ထိန်ခဲ့ကြတယ်။ဒီမျှော်လင့်ခြင်းကိုမမြင်ရဘဲနဲ့ကိုးစားအားထားခဲ့ကြတယ်။ဒါကြောင့်သူတို့အတွက်ဘုရားသခင်ဟာထာဝရအသက်နဲ့ ကောင်းကျင်ဘုံမှာနေရာချထားပေးလိုက်တယ်ဆိုတဲ့အချက်ကိုဒီနေရာမှာမိပေါင်းထုံးဖော်ပြနေပါတယ်။အခုဖတ်ရှုပြခဲ့တဲ့ဟေဘရဲဩဝါဒစာအခန်းကြီး7ရဲ့မိကုံးအပိုက်မှာကြတော့ထိုသူတို့သည်ငါတို့မပါဘဲစုံလင်ခြင်းသို့မရောက်မီအကြောင်းဘုရားသခင်သည်ငါတို့အဖို့လို့ငါဖာ၍မြတ်သောခြေဆုကိုကြံစီတော်မူ၏ဆိုပြီးဖော်ပြထားချက်ရှိပါတယ်။ရှေးကာလဘိုးဘေးဘီပင်တို့ဟာဂန္တာယခရီးကျမ်းတွင်ပြည့်ညတ်တော်ရဲ့အောက်မှာ ယုံကြည်ခြင်းကိုတည်ဆောက်ခဲ့ကြရပါတယ်။ကျွန်တော်ရဲ့မျက်မှောက်ခေတ်ကာလဘဝနဲ့ရှင်ကြည့်ပါ။အများကြီးတင်းကျပ်တဲ့အနှောင်အဖွဲ့တွေကိုသူတို့ခံယူခဲ့ကြရပါတယ်။ကနဦးခရိယန်နေဆိုရင်ချင်းသိစားကြွေးတာတွေကိုခံရတယ်။မီးရှို့သတ်တာတွေအရှင်လက်လက်လွှမ်းနဲ့ဖျက်တတ်တာတွေအထိခံစားခဲ့ကြရပါတယ်။ဒါတွေဟာသမိုင်းကဖော်ပြနေခဲ့ပါပြီ။ကျွန်တော်အသေးစိတ်စရာလည်းမလိုတော့ပါဘူး။ကျွန်တော်တို့ဖို့လူမှုရေးဘဝဟာအများကြီးတိုးတက်လာပါတယ်။ အထူးသဖြင့်ဝိညာဉ်ရေးခွန်အားရနိုင်စရာလမ်းကြောင်းတွေအများကြီးရှိသလိုအပြည့်အနှောင်အဖွဲ့မှလွတ်မြောက်ခြင်းတရားလို့ဆိုနိုင်တဲ့ခရစ်တော်ရဲ့ဂျေဇူးရိပ်ဆိုတာကိုလည်းခံစားလို့နေကြရပါပြီ ကျွန်တော်တို့ဖို့သက်ကင်းနေပွဲတော်ကနေထင်ဟပေါ်ပြတဲ့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းဆိုတာဟာနေ့စဉ်ကြည်ဝွန်များလို့ဆိုနိုင်ပါလိမ့်မယ်ဘိုးဘီတို့ရဲ့ယုံကြည်ခြင်းဆိုတဲ့အမွေကိုဆက်ခံရယူပြီးတော့ခရစ်တော်နဲ့အတူသာဝရအသက်လမ်းကို ဥတီရှောက်လန်းကြဖို့သာလိုအပ်ပါတယ်။အခုဣသရေလနဲ့ဆိုင်တဲ့အပိုင်းကိုပဲတည်တံ့ဆက်ရမယ်ဆိုရင်ဇာခရိအနာဂတ်ကျမ်းကိုဆက်လက်ထုတ်နှုတ်ဖော်ပြလိုပါတယ်။ဒီဖက်ကင်ဒီပွဲတော်ဟာခရစ်တော်ဦးဆောင်ပြီးဒီကဘာမြေကြီးပေါ်မှာတည်ဆောက်မယ်။ကောင်းကင်နိုင်ငံတော်ရဲ့အချိန်ကာလမှာဆက်လက်ကျင်းပရလိမ့်ဦးမယ်ဆိုပြီးတော့ပရောဖက်ကြီးဇာခရိဟာယူပါယုံကိုရရှိခဲ့ပါတယ်။သူ့ရဲ့ဇာခရိအနာဂတ်ကျမ်းအခန်းကြီး14အငယ်16မှာ ဘယ်လိုပေါ်ပြထားတယ်လဲဆိုရင်ယေရုရှလင်မြို့ကိုတိုက်လာသော လူမျိုးအပေါင်းတို့တည်းကြံကျင်းသမျှသောသူတို့သည် ကောင်းကင်ဘိုးကြီးအရှင် ထာဝရဘုရားသည်ဟုသော ရှင်ဘရင်ကို ကိုးကွယ်၍ဖကေနေပွဲခံအံ့သောငါမြို့တော်သို့နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်အဲ့ဒီအချက်ပဲဖြစ်ပါတယ်မိတ်ဆွေအပေါင်းတို့ခမညာဝုပြူရကျမ်းကသင်ကြားပေးလိုက်တဲ့ဖကေနေပွဲတော်ဟာရှေးခေတ်ရွေးကောက်တော်မူသောဣသရေလတို့ကို အရင်တည်ပြီး ယုံကြည်သူအလုံးအသက်ပေါ်ပြနေတယ်ဆိုတာကိုကျွန်တော်အလေးနဲ့나ယူကြပါလိမ့်မယ်။သဘောပေါက်ကြလိမ့်မယ်ဖြစ်တဲ့အကြောင်းသတိပေးထားခြင်းပါတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး27အငယ်3မှာဒါကိုပေါ်လွင်အောင်ပေါ်ပြနိုင်ဖို့ဘယ်လိုရေးထားသလဲဆိုတာကိုနားဆင်ကြည့်ကြပါ။ကောင်းကင်မှကြီးသောအဖန်ကဖျားသခင်ကဲတော်သည်လူတို့တွင်ရှိလူတို့နှင့်အတူကျင်းဝတ်တော်မူမည်။သူတို့သည်ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဖျားသခင်သည်ကိုတော်တိုင်သူတို့နှင့်အတူရှိနေ၍သူတို့၏ဖျားသခင်ဖြစ်တော်မူမည်ဆိုပြီးတော့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့နှစ်စဉ်သတ္တမလတိုင်းမှာခုနှစ်ရက်တိုင်ကျင်းပရတဲ့ဖက်ကင်နေပွဲတော်ဆိုတာဟာအတိတ်ပဲအလွန်ရိုးရိုးရှင်းရှင်းရှိနေပါတယ်။နားလည်ဖို့လည်းလွယ်နေပါတယ်။လက်တွေ့ဘဝကိုဆင်ញင်အောင်မေ့ရာကနေကျေးဇူးတော်အနာဂတ်ကိုမျှော်လင့်တဲ့ပွဲတော်လို့ကျွန်တော်အသေးစိတ်ရှုမြင်သုံးသပ်နိုင်ပါလိမ့်မယ်။ ရွှင်လန်းဝမ်းမြောက်သောစိတ်နဲ့သခင်ခရစ်တော်ရဲ့ function သောဝိညာဉ်တော်ကိုမြဲမြံစွာဖြတ်တွေ့ထားကြပြီးတဲ့နောက်အနာဂတ်ကာလကယ်တင်ရှင်သခင်ခရစ်တော်ကြွလာတော်မူခြင်းကိုယုံကြည်ခြင်းနဲ့စောင့်ကြဖို့ဖြစ်ပါတယ်။ဟာကေနေပွဲတော်အကြောင်းကိုပြန်ပြီးတော့ပြိပတ်သူစိတ်ဆွဲအောင် ကျွန်တော်တခါပြန်ပြီးတော့ဖတ်ပြခြင်းပါတယ်။ဝုပြူရာကျမ်းအခန်းကြီး23အငယ်36မှ44အတွင်းကအချုပ်အပိုင်းများဖြစ်ပါတယ်။သင်တို့သည်ယေသီနံကိုသိမ့်ယူသောနောက် တတမလ15ရက်နေ့မှစ၍ခုနှစ်ရက်ပတ်လုံးထားဝယ်ရဖျားအားပွဲခံကြရမည်ပထမနေ့နှင့်အထမနေ့၌ဥပုပ်ဆောင်ရကြမည်ပထမနေ့၌ကောင်းမွန်သောအသည်စွန်ပလွန်ကဲ့မိုးမခပင်အဆရှိသောအရွက်များသော အပင်အကိုင်းခက်တို့ကိုယူ၍တင်တော်ဤဖျားသခင်ထားဝယ်ရဖျားရှိတော်၌ခုနှစ်ရက်ပတ်လုံးရှင်လန်းခြင်းကိုပြုရကြမည်ထိုပွဲတော်ကိုတစ်နှစ်တစ်နှစ်လျှင်ခုနှစ်ရက်ပတ်လုံးထားဝယ်ရဖျားအဖို့ခံရကြမည် သင်တို့အမျိုးအစဉ်အဆက်ဆောင်ရသောပြည့်ညတ်တော်ဖြစ်သည်ထိုပွဲတော်ကိုသတ္တမလ၌ခံရကြမည်ဣသရေလအမျိုးသားတို့ကိုအဲဂုတ်ထုပြည်မှနှုတ်ဆောင်သောအခါသစ်ခက်တဲ၌နေစေကြောင်းကိုသင်တို့အမျိုးအစဉ်အဆက်တို့သည်ပြီးမှတ်မည်အကြောင်းဣသရေလအမျိုးသားအပေါင်းတို့သည်သစ်ခက်တဲ၌ခொနည်းပတ်လုံးနေရကြမည်ငါသည်သင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏မောရှိသည်လည်းထာဝရဘုရား၏ပွဲတော်များကို ဣသရေလအမျိုးသားတို့အားပြန်ကြားလေ၏မိတ်ဆွေအပေါင်းတို့ခမညာသကနေပွဲတော်ရဲ့အကြောင်းကိုစင်ကြင်နှလုံးသွင်းခြင်းအဖြစ်အဖဖျားသခင်ရဲ့ပြုတော်မူသောကျေးဇူးတော်နဲ့အနာဂတ်ကာလအတွက်ပြင်ဆင်တော်မူခြင်းအကြောင်းတွေကိုကျွန်တော်ဟာသာဝစဉ်သတိရပြီးတော့မိမိတို့ရဲ့အသက်တာကိုရှင်လန်းဝမ်းမြောက်တတ်သောအသက်တာများဖြစ်ဖို့ရန်ကြိုးစားဆောင်ထိတ်မှုလိုပါတယ်။ကောင်းကင်နိုင်ငံတော်အတွက် အမွေခံတိုက်တဲ့လူဘဝဖြစ်စေဖို့အတွက် ကယ်တင်ခြင်းတရားကိုကယ်တင်ရှင်သခင်ခရစ်တော်အသက်ပေးပြီးတော့ချထားပေးခဲ့ပြီးပါပြီ။အပြစ်ဘုံမှာစုံစမ်းကူးခတ်နေကြရတာမှန်ပေမဲ့ပြုတော်မူသောခြေဆုတော်အနန္တကြောင့်လောကုတ်တရားလမ်းဟာရှင်းလင်းနေပါတယ်။ကယ်တင်ပိုင်သောအရှင်သခင်ကိုရရှိပြီးဆိုရင် အရှင်စိုးရင်ပူပန်စရာမလိုတဲ့လူဘဝဖြစ်တဲ့အကြောင်းနှလုံးသွင်းအောင်မေခွန်အားယူကြပါစို့။ဒေါက်တာထွန်းမြတ်၏စီစဉ်တက်ဆက်တဲ့ သင်တိရတော်တမချမ်းစီစဉ်ဖြစ်ပါတယ်။နောက်တစ်ချိန်အစီအစဉ်မှာဝိပ္ပယချမ်းအခန်းကြီး24ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ azeite.